မင်္ဂလာပါကျွန်တော်2025ခုနှစ်မှာမိခဲ့တဲ့မိခေါင်းလေးတွေဟာဒီ stylistic transformation အတွက်မိခေါင်းလေးကိုလေ့ကျင့်ပြည့်စုံကြည့်အောင်ဒီ stylistic transformation မိခေါင်းလေးကိုတော့ question number 3မှာမိလေးရှိပါတယ် rewrite their sentences according to the instructions given in brackets ကွင်းထဲမှာပြီးထားတဲ့ညွှန်ကြားချက်တွေအရာဝတ်ကြတယ်ကိုပြန်ရေးပြပါတယ်အဲ့တော့ number 1အစကြည့်အောင် the movie is being shown at globe theater ရုပ်ရှင်ကို globe ရုပ်ရှင်ဥမာပြရုပ်ရှင်ဥဒီရုပ်ရှင်ကို globe ရုပ်ရှင်ဥမာပြနေတယ် it is also being shown at neighborhood theaters အနီးဝန်းကျင်ရုပ်ရှင်ဥတွေမှာလည်းပြနေရပေါ့အော်ဒီနှစ်ခုစလုံး both and သုံးမျိုးဆက်ပြရဆက်တဲ့အခါကျရုပ်ရှင်ပြနေတဲ့အကြောင်းပြောတယ်ဒါပေမဲ့ပြတဲ့နေရာနှစ်နေရာတော့မတူဘူးပထမတစ်ခုက at globe theater ဒါလေးပြောမယ်နောက်တစ်ခုကဘာမှလဲဆိုတော့ at neighborhood theaters ဒီနှစ်ခုကို both နဲ့ဆက်လိုက်ရပြီလေအဲ့တော့ဘယ်လိုပြောရမလဲ both at Globe Theater and at Neighborhood Theater. Uh, the movie is being shown both at Globe Theater and at Neighborhood Theater Assembly. Have you Number two, Mama will attend the meeting. Mama, see with them, she will send her representative to her Kuzale Lome. The Wetanaku Sakana either or the Maho, neither nor. အော်ဒီ number 1မှာမိခဲ့တဲ့ both and ပြီးတော့အခုဒီမှာရွေးခိုင်းတဲ့ either or ပြီးတော့ neither nor ပြီးတော့နောက်တစ်ခုရှိသေးတယ် not only but also ဒီနေရာမှာထည့်လိုက်မယ် not only but also ဒါတွေအကုန်လုံးကို correlative contention လို့ခေါ်ပါတယ်မတူတဲ့ဥစ္စာနှစ်ခု both and not only but also either or neither nor neither ဆက်လို့ရ both and ကြတော့နှစ်ခုသလုံးနှစ်ယောက်သလုံးလို့အဓိပ္ပာယ်ရတယ်ပေါင်းစည်းပြလိုက်တဲ့သဘောမျိုးပေါ့ or not only but also ဆိုတော့ဓမ္မက level ပေါ့ဒါဓမ္မကဒါ level ဒီသဘောများတယ်ဟော either or ကျတော့ရွေးချယ်မှုသဘောပြ choice ကိုပြ neither nor ကျတော့တစ်ခုမှမဟုတ်တဲ့သဘောအငင်းသဘောမျိုးပြအဲ့ဒီမှာဝိကြကကြည့်လိုက်တဲ့အခါမှာ အစည်းအဝေးသူကိုယ်တိုင်တက်ချင်လဲတက်မယ်မတက်ချင်ရင်လည်းကိုယ်စီလည်းလွတ်မယ်ဆိုတော့ဒါ trust ကိုပြနေရတယ်ရွေးချယ်မှုကိုပြအဲရွေးချယ်မှုကိုပြ either or သုံးနေတာပေါ့နော်အဲ့တော့ဒီမှာလုတ်ရှာနှစ်ခုရှိတယ် attend the meeting အစည်းအဝေးတက်တာလားသို့မဟုတ် central representative ကိုယ်စီလည်းလွတ်တာလားအဲ့နှစ်ခုတစ်ခုခုယူရရွေးချယ်မှုကိုပြခြင်းတဲ့ခါကျ either or သုံးပြီးပြလို့ရဒါဆိုဘယ်လိုပြောမလို့ mama will either attend the meeting or central representative ဒီလိုဖြစ်သွားမှာပေါ့ or mama will either either attend the meeting or send a representative. Number three, Luza painted the entire house green last month. Luza ကဒီတအိမ်လုံးကိုပြီးခဲ့တဲ့လတော့ကအစိမ်းအောင်တုတ်ခဲ့။ဒါပတ်စဘွားစနေနဲ့ပြန်ပြောင်းပြီးရ။ဒီဝတ်ချက်မှာ subject က Luza ။ဒါတော့ပြုတ်လုပ်တဲ့သူပေါ့နော်။ Verb ကတော့ painted. Object ကတော့ the entire house တအိမ်လုံး။ဟုတ်ပြီ။ dream ဆိုတော့ဒါအစိမ်းအောင်ပေါ့ဟုတ်ပြီအဲ့တော့အစိမ်းအောင်ဘာလုပ်တာလဲတုတ်တာနော်အဲ့အထူးပြုကျင်တဲ့ဥစ္စာလေးတွေကက်ပေးထားအဲ့အစိမ်းအောင်ကတုတ်တာကိုအထူးပြုကျင်တဲ့တကြောင်ကိုပြန်ပြောတဲ့အခါကျရင်အဲ့ဒီကိုကက်ပေးလိုက် object လေးအရင်ရှင်းတင်လိုက်အောင် the entire house ဒီပြီးရတဲ့ verb က past tense ဖြစ်နေရဆိုတော့ was painted to ပြောအဟုတ်ပြီနော် green နဲ့ကက်ပေးထားမယ်ဆိုတော့ was painted green ပြီးတော့မှဘသူကလဲ by သူစား last month the entire house was painted green by an loser last month ဒီလိုဖြစ်သွားမယ်နော် number 4 the beautiful scenery attract tourists to the area အော်လှပတဲ့ဒီတဘောဝရှုခင်းနေရကဘာလေးခီးတဲ့တွေကိုဒီနေရာကိုဆွဲဆောင်နေဒါ it is it was who that to သုံးပြီးတော့ရေးပြရ Grimmer cleft sentence ရေးတဲ့အခါမှာအလေးနဲ့ထားပြီးပြောတဲ့ပုံစံမျိုးလေးနဲ့ရေးတဲ့အခါမျိုးကြရင်သူအလေးနဲ့ထားပြောပြီးထားတဲ့ဥစ္စာရှိရင်အဲ့ဒါလေးကိုထည့်လိုက်ပေါ့ ီမှာတော့ the beautiful scenery ကိုသူကအလေးနဲ့ထားစီခြင်းလေ Okay main verb လေးကိုကြည့်ကြည့်ရအောင် attracts present tense ဖြစ်နေတယ်ဒါကြောင့်မလို့သူယူတဲ့အခါကျရင် it is ရေးလိုက်ဟာ it is the beautiful scenery ပြီးရင်ဒီလိုမျိုးကိုအလေးနဲ့ထားခြင်းတဲ့ဥစားလူပုဂ္ဂိုလ်တယောက်ဆိုတော့လေ who တုံးမှာပေါ့နော်အဲဒီလိုမျိုးတဘာဝရှုခြင်းလိုလိုမျိုးကိစ္စဆိုတော့လေဘာတုံးမှာမလဲ that uh, that attracts tourists to the area it is the beautiful scenery that attracts tourists to the area ဒီလိုမျိုးလေးပြောပြရအောင် number 5 muya excels in our stories muya ကသူ့ရဲ့ဒီဘာတရက်ဒီပေါ့နော်ပညာရေးဒီမှာတော်ရယ် she also participated in numerous extracurricular activities သူကသင်ဥပင်ပါလှူရှားမှုတွေအများကြီးမှာလေပါဝင်နေအဲ့တော့သူမှ instruction တွေတိကျဖတ်ရမယ်နော် which are naku join the sentences beginning with not only but also not only but also နဲ့ဆက်ပြီးပါလို့သူကပြောတယ်အဲ့တော့ not only but also နဲ့ဆက်မယ်ဆိုတော့ not only mu ya နောက်တစ်ယောက်ရှိမယ်ဆိုတော့ not only mu ya နောက်တစ်ယောက်ဘယ်သူပေါ်ဒီလိုမျိုးပြောလို့ရအခုကျတော့အဲ့လိုမျိုးမဟုတ် mu ya တစ်ယောက်တည်းပဲအဲ့တော့အခုလိုမျိုး beginning with not only but also နဲ့ပြောမယ်ဆိုရင် inversion နဲ့ဖြေခိုင်းတယ်လို့နားလည်ရ။ तू က past tense ဖြစ်တဲ့ကြောင့်မလို့ not only နဲ့စာ past tense ဆိုတော့ဘာလာမလဲ did ပေါ့။ပြီးရင် subject လာမယ်ဘယ်သူတို့ mu ya ီးတော့မှအဲ့ဒီ dit train တော့ကဆိုတော့သူ infinitive ပုံစံသုံးမဲ့အလွယ်ပြည့်မစံ for fun ပေါ့ပြီးတော့ပြီးဆိုရင်ရေးရရှိရလေးကြီးကိုယ်ဝင်ပြန်ဝင် comma ကုန်မယ် batch နဲ့ပြန်ဆမယ် subject ပြန်ဆရှိပြီးတော့မှ also participated in numerous extra curricular activities in smb ပြန်ပြမယ် not only did muya excel in her studies but she also participated in numerous extra curricular activities ဒီလိုမျိုးဆိုရင်အစပြေပြီပေါ့ number 6 it does not matter how often i wore them ငါတို့ဘယ်နှကျင်းတော့ဒရိပီးတယ်လဲဆိုတာအရင်မကြည့်ဘူးတဲ့ဘာဖြစ်လို့လဲ they keep gambling သူဆက်ပြီးတော့လောင်းကစားလုပ်နေတော့မယ်အဲ့တော့ no matter နဲ့တုံခိုင်း no matter contrast ပြရတယ်နှစ်ခုကခြားနားချက်ကိုပြောချင်တဲ့အခါကျရင် no matter တုံးဟုတ်ပြီနော်ကဲ no matter ရဲ့နောက်မှာ question word လေးတုံးပြီးမယ် wh watch လေးတုံးပြီးမယ်အဲ့တော့ no matter what no matter when no matter how no matter where ဆက်တဲ့ဖြစ်မော်နော်ဒီလိုမျိုးဥစ္စာလေးတုံးပြီးရဒီမှာဆိုရင် or ဒီ wh question watch ဖြစ်တဲ့ how often ပြထားပြီးသားပဲအဲ့တော့ပြန်ပြောတဲ့အခါကျဘယ်လိုဖြစ်သွားမလဲ no matter how often i want them မော် it does not matter it is not important ဆက်တဲ့ဖြစ်အဲ့ဒါတွေကဘာနဲ့အတိပ္ပယ်တူတယ်လဲ no matter နဲ့အတိပ္ပယ်တူတယ်နော်ဒါကြောင့်မို့သူတို့ပြန်ထည့်စရာမလိုဘူး no matter how often i want them comma ကိုလိုက်မယ် they keep gambling ဒီလိုမျိုးဖြစ်သွားမှာပေါ့အဲ့တော့ no matter how often i want them they keep gambling number 7 i turned the page of the magazine some magazine ရဲ့ seminar တွေကိုလှမ်းခဲ့တယ် i saw her beautiful photograph သူ့ရဲ့လှပတဲ့ပုံကိုတွေ့ခဲ့တယ်အဲ့တော့ magazine ရဲ့ seminar ကိုလှမ်းရင်းနဲ့တွေ့ရလို့ကိုကပြောရမှာပေါ့ ဟုတ်ပြီနော်ဒီလိုမျိုးတပြိုင်တည်းဖြစ်တဲ့ကိစ္စကိုပြောမယ်ဆိုရင်ကဲသူ့ကို participant နဲ့ရှိမယ် participant ဆို present participant for find ရှိမယ် past participant for three ရှိမယ် perfect participant have a for three တိုင်းရှိမယ်နော်အဲ့တော့ ီမှာဆိုရင် verb ကိုကြည့်တဲ့အခါမှာ active voice ဖြစ်နေလीဒါဆို present participle သုံးအောင် passive voice ဆိုတော့ past participle သုံးအောင်မေသူက perfect သဘောမျိုးဆိုတော့ perfect participle သုံးအောင်ဒါကြောင့်မလို့ active voice ကို present participle ပြောင်းလဲမယ်ဆိုရင်ဘာဖြစ်သွားမလဲ do you are ing turning the page of the magazine i saw her beautiful photograph ဒီလိုမျိုးပြောတော့မဟုတ်ရှင်းအောင်ပြောလို့လည်းရတယ်။ I saw her beautiful photograph turning the page of the magazine ဒီလိုဆိုလဲအဆင်ပြေပါတယ်။ ရှိမှပဲရေးလိုက်မယ်နော် Tan in the beach of the magazine I saw her beautiful photograph Number 8 The chef impressed all the guests preparing the meal with great care စားတော့တွေကိုဂီယူတဆိုင်ပြင်ဆင်ပြီးတော့နော်အဲ့ဒီစဖူမူးကနေပြီးတော့အဲ့ဒီအကုန်လုံးသူသဘောကျသွားစေတာပေါ့အထင်ကြီးစေတာပေါ့ Uh, use an introductory phrase. Introductory phrase ကိုသုံးရမယ်။အဲ့တော့ introductory phrase ကိုကသုံးခုစဉ်းစား။ပထမတစ်ခုက participle phrase ပေါ့ဖဖိုင်းကြီးနဲ့စားတဲ့ဥစ္စာတော့မဟုတ် for 3နဲ့စားတဲ့ဥစ္စာအဲ့ဒီ phrase ကြီးစဉ်းစားပြရနောက်တစ်ခုက prepositional phrase ကြီးဆိုလိုချင်တာ preposition တစ်ခုနဲ့စားတဲ့ phrase ကြီးဒါလေးလုပ်ပြရမယ်နောက်တစ်ခုက to infinitive ဒါလေးတွေကိုအရှိတင်မိလိုက်။သူကဝက်ကြလေးကိုပို့ပြီးတော့စိတ်ဝင်စားကြအကောင်လို့သွားတယ်။ဒီတိုင်းဆိုတော့ပြင်ရကောင်းနေရပေါ့။ကဲဒီမှာဘာဘာတွေ့နိုင်တယ်လဲ။ participle phrase တွေဖြစ်တဲ့ preparing the meal with great care ကယူတဆိုင်နဲ့ပြင်ဆင်ပြီးတော့ဆိုတဲ့ဥစ္စာအဲ့ဒီ present participle ကိုရှိတင်လိုက်။ဟာပဲနော်။ preparing the meal with great care comma ကိုမဲ့ the chef impressed all the guests ။ပြန်မကြအောင် preparing the meal with great care the chef impressed all the guests ။ Number nine, the prices on the menu in that restaurant were very high. ไอ้สัตว์ต่อสายสัตว์ต่อสายมันเนาะเมนูมาชื่อเจ้าหนุ่มเนี่ยยังไม่เนี่ย therefore we didn't go there แต่ทั้งหมดเอริโอมาตัวเกี่ยว that connection ต้องเปลี่ยน that you connection know, เนี่ยปุ่นนั่งไง if subject had played three main clause มาสิ subject would could เล็บพี่นายเนาะ could three ဒီနှစ်ခုပေါ့အဲ့တော့နောက်နှားရတဲ့သဘောမျိုးအတိတ်ကတကယ်မဖြစ်နိုင်တဲ့ကိစ္စတွေကိုပြောတဲ့အခါမှာ touch connection နဲ့တော့တကယ်အချိန်ဒီမှာဇင်းတော့အရင်မြင့်နေဒါအချိန်ဒီမှာနောက်ကိုယ်လည်းတကယ်မတော်ခဲ့အဲ့တော့စိတ်ကူးရင်ကြည့်လိုက်ဘာဖြစ်မှာဆိုရင်လေဇင်းတော့အရင်မမြင့်ဘူးဆိုရင်တော့မှာပေါ့ဟုတ်ပြီနော်အဲ့ဒါဆို if နဲ့ဆက်လိုက်မယ် if the prices on the menu in that restaurant are had not been very high uh would have gone there to live it on my own But uh, if the prices on the menu in that restaurant had been very high, we would have gone there through PBR. Number 10, Sana asked him whether he could sleep with her or he, he could help her with her homework. Sana Tugu, uh, do you in the lady Kubina Mala? So we are making it. direct speech ကိုပြန်ပြောင်းမိရပုံမှန်တိုင်းပြောနေတဲ့ဥစ္စာက direct speech နဲ့ reported speech ပြောင်းမိရအခုကတော့ reported speech နဲ့ပြီးတော့ direct speech ကိုပြောင်းမိရပြောင်းတဲ့အခါကျတော့များသောအားဖြင့်တော့ဟို set to သုံးလိုက် h သုံးလို့မရဘူးလားဆိုတော့ရတာပေါ့ဟိုဒါနဲ့ကိုသုံးနေကြရင် set to သုံးလိုက်ဒါဆိုရင် sender set to him ဒါပြရတာပြီပြီးတော့ whether ကို if to သုံးတဲ့အခါကျတော့ဟို yes or no question stream မှာသုံးတာလी ဟုတ်ပြီနော်အဲ့တော့ဒီမှာ whether တော့ if တော့ပြင်မထည့်ပြရဘူးကမာလီကိုလိုက်ပြန်စမယ်အဲ့တော့ he could trap ပါဆိုတော့ could through သုံးပြီးတော့မိလို့ရဒါနဲ့မိကိုမိတဲ့ခါကျတော့ can you ပေါ့ can you help me can you help me with my homework ဒီလိုလေးပြောပြီအပြောင်းပြရမယ့်ဥစ္စာကအဟီပြောင်းပြရမယ့် could ပြောင်းပြရမယ့် how ပြောင်းပြရမယ့် my how ပြောင်းပြရမယ့် အဲ့တော့တစ်ဖက်သားနားထောင်နေသူဆိုရင် you 3ဟာ you you your 3ဟာကိုကိုပြောတဲ့ခါကျရင် i mean my တော့မဟုတ် we as our 3ဟာတော့ဆိုရင်အဲ့တော့ can you help me with your homework ဒီလိုမျိုးဆိုရင် what's my homework ဒီလိုလေးပြောလိုက်ရင် sana atom can you help me with my homework ဒါဆိုအဆင်ပြေပြီနော်အဲ့တော့ဆိုရင်ဒီမိခေါင်းလေးပုံမှာအခြေခံပြီးတော့မိခေါင်းလေးကိုဘယ်လိုစဉ်းစားရမလဲဘယ်လိုဖြည့်ဆို့ရမလဲဆိုတော့ကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်